တိတ်မကြခင်မှာပဲကျွန်တော်တို့ရဲ့ Land on Down ကိုဒိုင်နိုဆောရီလာကြီးဆိုတော့မှာဖြစ်ပါရဲ့ဆက်စချင်း base မှာတင်ဒိုင်နိုဆောရုပ်ထုကြီးနဲ့သူ့ရဲ့ဥတွေကိုသိရမယ်သူစနာက core piece တဲ့ရန်သူဝင်လာရဲ့ဒိုင်နိုဆောပစ္စတ်ထဲကဒီဇာတွေနဲ့လမ်းပြမှာပါပဲအပေါ်လမ်းမှာဆိုအစမ်းရောင် scientific ရှိန်ပါရရှိမယ်အထဲမှာတားပေါက်လေးကိုကြည့်ရရင်ဒါကဒိုင်နိုဆောတွေမွေးတုပ်ပြီးရဲ့ဆက်ကြီးဖြစ်နိုင်ပါတယ်မြေပြင်တစ်လျှောက်လက်သေးရတွေနဲ့ကြောက်ဆိုင်တွေပေါ်မှာလည်းဓာတ်ငွေပိုက်လိုင်းတွေတွေ့ရတဲ့အောက်လမ်းမှာဆိုရင်တော့ chopper လို့ခေါ်တဲ့အသားစားအပင်ကြီးကိုတွေ့ရမှာပါ လယ်လမ်းမှာ all star logo ကြီးထွင်းလာမယ်ဒီလို map decoration တွေအပြင် red buff blue buff gold buff easy buff တွေအကုန် dinosaur တွေပြောင်းလာရင်လော့ရောတာတယောပါ dinosaur skin အသစ်တွေရလာကြပါပြီနောက်သူ map မှာခေါက်ဆွဲစားသလိုမျိုးဒီ map မှာလည်း easter eggs တွေရှိလာနိုင်တယ်ကျွန်တော်တို့ဒီ map သဆုံးကိုကြီးကြီးရက်ကအနီအောင်တန်းနေတဲ့ကြောက်ဆောင်တွေနဲ့တိမ်လိုက်တွေနဲ့တော်တော်လေးလှရပြဒီလို dino planet နဲ့ scientific team ပေါင်းစပ်ထားတဲ့ ဒီ All Star Map ကမကြာခင် update မှာပါဝင်လာတော့မှာဖြစ်ပါတယ်။တင်းအနေနဲ့ဘလို့မြင်လဲကောမှာရွေးပေါက်ခဲ့ကြပါအောင်။နောက် video ကြမှာ map အကြောင်းတွေ session သွားပါမယ်။မကြာခင်လာတော့မဲ့ Dinosaur မြေပုံအစ်စ်မှာပြောင်းလဲသွားမဲ့ map တွေကတော့ number 1 Go Map Razor Pack Dinosaur အဖြစ်ပြောင်းသွားမဲ့ဒီ Go Crack ဟာအရင်နဲ့မတူတော့တဲ့အချက်လေးရှိပါတယ်။သူ့ကိုတက်ပြီးသွားရတယ်အဲ့ Dinosaur လေးကကို့နောက်ကို45စက္ကန့်လောက်တောက်လျှောက်လိုက်လာမှာပါ Grow အပြင် Adaptive Attack နဲ့ Attack Speed ရမှာဖြစ်ပြီး အလင်းသိမ့်တယ်လို့အိတ်ကောင်လေးကကိုယ်တိုက်နေတဲ့ enemy hero ကို damage နဲ့ slow ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 ESP Pump Razor Shell Dinosaur လို့ခေါ်ရမယ်ဒီ ESP Crab ကလည်း Go Crab လိုပဲတင်းနောက်ကို follow လိုက်လာမှာဖြစ်ပြီးတွေးတဲ့ Mass HP ရှိရကိုင်းတော့သိုးစေမယ်။တဘောချစရာကိုယ်သွေးနေနေအချိန်မှာဒီကောင်လေးကကိုယ့်ကို shield ထုတ်ပေးမှာဖြစ်ပါတယ်။ဆိုတော့ပြောရရင် now update မှာ Go Buff ESP Buff တွေကတိထပ်ပူအရေးကြီးလာပြီဆိုတာပါပဲ။နံပါတ်3 ကော်ဗီတိုလို့ခေါ်တဲ့လီတိုဝန်ဒရာဒီကောင်လေးလဲစကိုင်းဝင်းအဖြစ်ပြောင်းသွားပါတယ်ဒါကတော့ဒိုင်နိုဆောလို့မခေါ်ပဲထယ်ရိုဆောမျိုးစိတ်ထဲမှာပါပါတယ်ဒီကောင်လေးကိုးနောက်လိုက်လာတာကအစမ်းတော့မဟုတ်ပေမဲ့ပြောင်းလဲချက်လေးပဲရှိရဲ့ဒီကောင်လေးလိုက်နေတဲ့တခြားလုံး movement speed မြန်နေမှာဖြစ်ပြီးမိချောင်းပေါ်မှာဆိုနှစ်ဆပုံမြန်စေလိမ့်မယ်အဲ့ပြင်ကိုသွားရင်နားကခြုံပုံမှာ enemy ပုံးနေရင်အဲ့ကောင်လေးက30စက္ကန့်စာ vision ပေါ်ပြီးမှဖြစ်ပါတယ်နံပါတ်၄ rubber more than fear လို့ခေါ်တဲ့ဒီ Red Buff ကိုတော့ map အသစ်မှာ Triceratops Dinosaur အဖြစ်မြင်တွေ့ရမှာပါ။ Macar ဆန်းဆန်းတန်ကြပ်ကပ်ပြီးနဲ့ဆင်တာရဲ့သူကတော့တခြား Battle Fee Effect ပြောင်းလာမျိုးမရှိပါဘူး။ Number 5 Blue Buff Thunder Fenrir လို့ခေါ်ရသည့် Blue Buff ကိုတော့ Stegosaurus Dinosaur တွေအဖြစ်ပြောင်းလာပါတယ်။သူ့ကိုလည်း Macar Armor နဲ့ Scientific Sensor လောက်ထားပြီး Red Buff လိုပဲ Battle Fee Effect အသစ်တွေမပါဝင်လာခဲ့ပါဘူး။ Dinhorn Lizard Fire Breeder နဲ့ lava column ကောင်တွေကတော့ဒီ map အစ်စ်မှာအရင်တိုင်းပြန်သုံးထားကြပါရဲ့ဒီဗီဒီယိုမှာတရက်ပါပဲနောက်ဗီဒီယိုမှာလုံးနဲ့တာတဲ့အကြောင်းဆက်ရှင်းသွားပါမယ်တာတဲ့နဲ့လုံးရဲ့ map အစ်စ်မှာပြောင်းလဲမှုများအရင်ဆုံးတာတဲ့က tank cloud sorry ဒါနိုဆိုကြီးဖြစ်ပြောင်းသွားပါရဲ့အဲ့ဒါကမှ maca armory နဲ့ပေါ့သူ့ကိုတက်လိုက်ရင်တော့ပုံမှန်တိုင်းရှင်းရမှာဖြစ်ပြီးရှင်းလုံးဒီဇိုင်းလေးပြောင်းထားရဲ့တာတဲ့ရဲ့နာမည်အစ်စ်က iron height ပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီ map မှာအဓိကပြောင်းလဲသွားတာကလော့ပါပဲသူ့ကို raw လို့ခေါ်ပြီး ထဲရိုဒက်ဒရုန်းနဲ့ဆင်သူပါရဲ့တိုက်ခိုက်ပုံအစ်စ်က၃စက္ကန့်တိုင်းမှာသူ့ကိုခေုံးနေတဲ့ဟီယိုတစ်ခေါင်ကိုဒုံးကျည်ဦးနဲ့လမ်းပြမှာဖြစ်တယ်။ထူးခြားတာနောက်တစ်ခုကလော့ပေါ်လာပြီးရနောက်အချိန်တစ်ခုထိလော့ကိုလာမတက်ကြဘူးဆိုရင်တော့လော့ကတစ်ဖက်လမ်းအောင်ပြန်သန်းသွားမှာဖြစ်ပါရဲ့။ဒါတွေမကသေးပါဘူး။လော့ကိုဘက်ကထွက်လာချိန်မှာဆိုရင်လေလော့ပေါ်ကနေခဏလောက်လိုက်စီးလို့ရမှာဖြစ်တယ်။ပြီးရင်လော့ပေါ်ကနေ true skill နဲ့ enemy တွေကို surprise တိုက်လို့ရမှာပါ။လော့ရဲ့ battlefield အစ်စ်တွေလည်းပါလာရောက်ဒီ update ကတော့တော်တော်လေးမိုက်တယ်ပြောရမယ်ဗျ။ event ထဲမှာ answer only ဖွင့်ထားတဲ့နေရာ၃နေရာရှိရဲဆိုတာသိပြီးကြပြီလားအခုဒီ Oscar event အနေနဲ့ပိုပိုအခု first skin ကိုဘယ်လို free ယူရမလဲဆိုတော့ပြောပြပေးသွားပါမယ်ဒီမှာ daily test နဲ့ weekly test တွေဆိုပြီးရှိရဲ8 test လေးပြီးလုပ်ပေးရနဲ့ answer only ရလာနိုင်တယ်အဲ့ answer only နှိမ့်လိုက်လို့ကြာလာတဲ့ number အလိုက်ကိုယ့်ရဲ့ dinosaur ခုပါလေးရနေရာယူသွားမှာဖြစ်တယ်တကယ်လို့ကိုကြောက်ဝါးတဲ့နေရာလေးမှာဥပုံစံလေးရှိမယ်ဆိုရင် ဒီ hash ဆိုတဲ့အနေအထားလေးမှာဥသွားခွက်လို့ရမှာဖြစ်ပါတယ်။ဒီမှာ area 3နေရာရှိရဲ့အဲ့ area 3နေရာရဲ့ level တွေမြင့်မြင့်တဲ့လောက်ကိုယ့်ရဲ့ daily income ပိုများများရမှာဖြစ်ပါတယ်။ဒီ fossil coin လေးတွေကိုသူကဖြည်းဖြည်းစုပြီးတော့မှာဖြစ်ပြီး24နာရီတစ်ချိန်ဝင် claim ပြီးရင်ရပါတယ်။ဒီ dinosaur ခေါင်းပုံလေးကိုကြာသွားရင်ခုနပြောသလို fossil coin လေးတွေကိုထည့်ရမှာဖြစ်တယ်။အဲ့ဒီ fossil coin လေးတွေအခု၄000ပြည်ရနဲ့ပုံပွင့်ကူပါစကင်ကိုလဲလို့ရမှာဖြစ်ပါတယ်။ နောက်ပြီးဒီ question မလေးအပေါ်ကြောင်းဝိုင်းเนาะ skin trial card တွေရနိုင်တယ်လို့ special test လေးတွေလည်းလုပ်ရနိုင်ပါတယ်။ဒီ game cloud ပေါ်လေးကိုကြောင်းဝိုင်းရင်တော့ခုဒီမှာပြရတဲ့လို mini game လေးကိုဆော့ပြီးတော့ fossil coin လေးယူနိုင်အောင်ဖြစ်ပါတယ်။အဲ့တော့ဒီလို fossil coin တွေရဖို့လက်ရရဲ့ answer တုံးလေးကိုဖတ်ထားရဲ့နေရာ၃နေရာရှိပါတယ်။ပထမတနေရာကတော့ဒီ scientific shame လေးဖြစ်ပါတယ်။ဒုတိယတနေရာမှာတော့ဒီ dinosaur ရုပ်ထုလေးကိုထိလိုက်တာနဲ့ answer တုံးလေးထွက်လာလိမ့်မယ်။တတိယတနေရာကတော့ ဒီငားမြရဲ့နေရာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်။အဲ့လို့ဆိုရင်တော့အန်ဆာတောင်းပိုလေးထက်ပြီးတော့ရရှိလာအောင်မှာဖြစ်ပါတယ်။ခုကျွန်တော်ဆက်လက်ပြီးတော့ဖိုးဖွန့်ကူပါရဲ့ Oslar Skin Spotlight လေးပြအောင်မှာဖြစ်ပါတယ်။အဲ့တော့ review မလာသေးခင်ဒါလေးကိုအရင်ကြည့်ထားပေးကြပါအောင်ဗျ။ know what? Don't mess with Popo! Come and protect me, Koopa! ခုဆိုရင် new hero zuchen ဟာ game ထဲမှာရောက်ရှိနေပြီဖြစ်ပါတယ်။ဒီလို enemy ကို global stand နဲ့ global vision ပေးနိုင်တဲ့အပြင်ကိုယ့် teammate တွေကိုပါ movement speed 90တဲ့ဒီ mage အသစ်ဟာကို့အနားကိုကတ်လာတဲ့ hero ရောတောင်ပြန်သွန်းကန်နိုင်တဲ့ passive လည်းရှိပါသေးရဲ့ဆိုတော့ဒီ mage အသစ်ကိုကန်ရအခြေအနေဘယ်လိုရှိလဲဆိုတော့ကောင်းမှာယူရောက်ခဲ့ကြပါအောင်ဗျ see you guys next time